အောင်ပွဲခန့်လီဗာပူးပရိသတ်တွေကိုကားနဲ့ဝင်တိုက်သူပုံမှန်9ခုနဲ့ဆွဲချက်တင်ခံရပရီးမီယာလိချန်ပီယံအောင်ပွဲခန့်ခန်းနာပြုလုပ်နေတဲ့လီဗာပူးအသင်းပရိသတ်တွေကိုကားနဲ့ဝင်တိုက်တဲ့အသက်53နှစ်အရွယ်အမျိုးသားပေါ်ဒရိုင်းကိုပုံမှန်9ခုနဲ့ဆွဲချက်တင်လိုက်ပါပြီတောင်ဝင်ရင်ထဲမှာတောင်ဝင်ထမ်းဆောင်ပူးတဲ့ပေါ်ဒရိုင်းကလီဗာပူးမြို့ဝေါ်တာလန်လီဗာပေးတဲ့အနီးမှာအောင်ပွဲခန့်နေတဲ့လီဗာပူးပရိသတ်တွေကိုကားနဲ့ဝင်တိုက်ခဲ့တာဖြစ်ပါတယ်မြန်မာတပ်တွေရဲ့ပြောဆိုချက်နဲ့ဗီဒီယိုမှတ်တမ်းတွေကကောင်းမောင်းလာသူကလေဘဘူးတင်ပရိသတ်တွေကိုရည်ရွယ်ချက်ရှိရှိဝန်တိုက်ခဲ့တယ်လို့လည်းဆိုပါတယ် ဒေသခံရဲတပ်ဖွဲ့ကတော့အခုဖြစ်ရဟာအကြမ်းဖက်မှုမဟုတ်ဘူးလို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။အဲဒီဖြစ်ကြောင့်အသက်9နှစ်ကနေ88နှစ်အရွယ်တွင်လေပေါ်ဘူးအသင်ပရိသတ်89ဦးအထိဒဏ်ရာရှိခဲ့တာပါ။လက်ရှိချိန်ထိထိခိုက်ဒဏ်ရာရသူလေပေါ်ဘူးအသင်ပရိသတ်9ဦးကဆေးရုံမှာဆေးကုသမှုခံနေရသေးဖြစ်ပါတယ်။မာစီချက်ဆိုင်ရဒေသကတုံဝင်စုံစမ်းရေးမှုချုပ်ဆာရာဟမ်မွန်က CCTV မှတ်တမ်းနဲ့ဗီဒီယိုမှတ်တမ်းတွေကိုအခြေခံကဖြစ်ရကိုပြန်လည်အသေးစိတ်စစ်ဆေးပြီးအရေးယူသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ မြမင်တပ်သည်တွေကတော့လမဘူးတင်ပြိတ္တတွေကိုဝန်တိုက်ခဲ့တဲ့ကအရှင်ပြင်းပြင်းနဲ့မောင်းနေလာတယ်လို့ပြောဆိုကြပါတယ်။ကားကလူကိုထဲရောက်တဲ့အချိန်ထိအရှင်မလျှော့ခဲ့ပါဘူး။ကောင်းဝင်ရောက်တိုက်တဲ့အချိန်ဟာလမဘူးတင်သားတွေအမိုးဖွင့်ကားနဲ့ Waterland လမဘီဒီနီလက်လက်အောင်ပွဲခံပြီးတိတ်မကြခင်အချိန်မှာဖြစ်ခဲ့တာပါ။ဝင်းကြီးချုပ်စာကီယာစမာတာကတော့အခုဖြစ်ရကြောင်းဒီကိန်းနေတာသူတွေနဲ့အတူရက်တည်သွားမယ်လို့ Ace ကနေရေးသားခဲ့ပါတယ်။ Conservative Party ကောင်းဆောင် Kimmy Martinosh ကတော့အလွန်စိုးရင်စရာဖြစ်ရဆိုပြီးသဘောထားထုတ်ပြန်ထားခဲ့ပါတယ်။လမဘူးတင်နဲ့ Premier League အဖွဲ့ချုပ်ကတော့ ဒီဖြစ်ရာကြောင့်တိကိုင်းနေတဲ့သူတွေအတွက်ဝန်ထဲကြောင်းကိုစီကြင်ညာချက်ထုတ်ပြန်ထားခဲ့ကြတာပါပဲ M9 Sport မှာတင်ဆက်ပါရင်ဘောလုံးနဲ့ပတ်သက်တဲ့အားအစားသတင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးခဲ့ပါအောင်တော့အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ